12ရက်နေ့ဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံအတွင်းထဲမှာကြီးမားဆုံးသောရေစချအလှပွဲကြီးကိုမင်းအောင်လှိုင်ကပြုလို့ပေးလိုက်တယ်လို့စစ်မြေပြင်သတင်းရှင်းမြစ်ကသိရှိထားရပါတယ်ကျွန်တော်လက်ရှိပြည်သူစစ်တွေအတွင်းမှာဂျမ်ပါစစ်ခွေးတက်နေကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲတိုင်းမှာအများပြားဆုံးသော စစ်လက်နက်ပစ္စည်းတွေတိုက်ခိုက်သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။နိုင်ငံပြွာစခန်းနဲ့ပတ်သက်ပြီးတော့လက်ရှိတိုက်ပွဲအခြေအနေအကြောင်းကိုကျွန်တော်မိသားစုဝင်တွေအားရပွဲကြားရမှာဖြစ်တဲ့နောက်တဲ့ဒင်းတစ်ခုကကျွန်တော် AI စစ်မျက်နှာပြင်မှာအခက်တတော် AA နဲ့ကျွန်တော်ပူပေါင်းတက်ဖွဲ့ PDF တွေတိုက်ပွဲဖြစ်ပွားနေတယ်။ကျွန်မဖတ်စစ်ခွတ်တက်နေပဲ။ဆိုတော့စစ်မျက်နှာပြင်ညနေ9ခုအထိဖွင့်ပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။အဲ့ဒီတည်းပေါ်ရင်အတွင်းမှာအကြံမစိခွေးတက်ရဲ့အကြဆုံးအလွန်အင်တန်များပြတဲ့အကြောင်းတွေကိုကျွန်တော်အားရပါရဖော်ပြပေးချင်ပါတယ်။ဘလောက်ထိတောင်ကြာဆုံးလဲဘလောက်ထိတောင်အတူအပြတ်ဖွာလန်ပြဲသွားလဲဆိုရင် လက်ရှိစေကုတာဖို့ကဒင်းလီမလို့လောက်တော့တလို့သူတို့ခွေးတွေကုတာဖို့တော့မှအရေးပေါ်စေဝါတွေမရှိတော့ဘူးဆိုတဲ့အကြောင်းတွေ ဂရင်ပေါ်မှာဗျာစေဝကုသခွင့်မခံရဘဲနဲ့လမ်းပေါ်မှာထွက်ပြီးပါစေကုသနေရတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုကိုတူးချင်းစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်။လက်ရှိတော်လန်ရေးကာလမှာမင်းအောင်နိုင်ဟာကျွန်တော်ပြည်သူနဲ့ထိတ်တက်ရင်ဆိုင်တွေ့နေရတာပါ။ဘလို့မျိုးသူ့နောက်မှာတရားတယောက်ရဲ့ ကျွန်တော်နောက်ခံပေးထားပါတယ်လို့ဆိုပြီးတိုင်အောင်လက်ရှိတိုက်ပွဲတွေအတွင်းထဲမှာဇက်တိုက်ရှုံးနိမ့်နေစေဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ဟုတ်ပြီသတင်းတွေမပေါ်ပြခင်မှာကျောင်းရဲ့မိသားစုဝင်တွေကိုတခုအတိပေးခြင်းနဲ့အဲ့ဒါကကျောင်းအားလုံးတိုက်ခိုက်တိမ့်ပိုက်ပြီးသားမျိုး69မျိုးမြန်မာနိုင်ငံလွတ်လပ်ရေးကြပြီးကာလအမြင့်မားဆုံးသောအောင်မြင်မှုကိုစွမ်းဆောင်ပေးထားတာ ဟုတ်တယ်เนาะကျွန်တော်မြင်တယ်အဲ့ဒီ60နဲ့6မျိုးလောက်အတွင်းထဲမှာကျွန်တော်မျိုးပေါင်း3မျိုးလောက်ပဲပြန်ပြီးတော့လက်လွတ်ပေးထားရတာဖြစ်တယ်။ရာဂနှုံးရပြောမယ်ဆိုရင်85ရာဂိုင်းနှုံးကြော်ထိကျွန်တော်တို့လက်ရှိအောင်ပွဲတွေရရှိနေစေဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာသူတို့ဟာဒါလော်ဘီမီဒီယာတွေကိုအသုံးပြုပြီးတော့ ကျွန်တော်တိုင်းရင်းသားအနေနဲ့ကျွန်တော်ပြည်သူတွေကိုသူ့ကိုအောင်လုပ်နေတာကိုလည်းကျွန်တော်သတိပြုစင်ကြင်ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်နေတဲ့ EROA ဂျာသူ့ခွဲအောင်လုပ်နေတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါဟာအာနာယူအကြမ်းမဖက်စစ်တပ်ရဲ့အကျွမ်းကျင်ဆုံးသောပညာရည်လို့ပြောမယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေလက်ခံရမှာဖြစ်ပါတယ်ဟုတ်ပြီ ဒီနေ့မှာကျွန်တော်အဓိကတင်ပြခြင်းတဲ့အကြောင်းအရာရခတ်တက်တော့အင်းနဲ့ဘူကောင်တက်ဖက်ဝင်နေတဲ့တွေးရှိတဲ့အကျမ်းဖက်စစ်ခွေးတက်ကကောင်းလို့လုံးဝစံချင်းတင်စံချင်းတင်ဆိုတဲ့အရာတွေကိုပဲသူတို့ကြီးပြီးနေရတာဖြစ်ပါတယ်ဘလို့ဒီစံချင်းတင်သွားတာတော့ကျွန်တော်နိုင်ငံတွင်းထဲမှာတော်လုံးတက်ဖက်ဝင်တွေအမြောက်အများတက်ခက်သိမ့်ပိုက်ခဲ့တဲ့မျိုးတွေရွာတွေစခန်းပေါင်းမြောက်များပြီးတော့စပန်ထောင်ချုပ်တွေကတက်ခက်သိမ့်ပိုက်ပြီးသွားပြီเนาะကျွန်တော်ရဲ့မိသားစုကျွန်တော်တို့တက်ခက်လို့မရဘူးဆိုတဲ့ နေရာတနေရာမှမရှိဘူးရန်ကုန်ကိုကြည့်မှာမန်လေးကိုကြည့်မလားနေပြီးတော့အထိပါကျွန်တော်တို့တိုက်ခိုက်ခဲ့ကြတယ်အခုဆိုရင်မက်ရီကန်ကာလော့ပင်မဗျူဟာစကန်သိန်းတိုက်ပွဲအတွင်းအဲ့တိုက်ပွဲအတွင်းထဲမှာလက်ရှိကျွန်တော်တို့အနာယူမင်းအောင်လှိုင်အကြမ်းဖက်ဖက်စစ်တပ်ရဲ့ကျွန်တော်တို့ကိုပြန်ပြီးတော့ ပေးထားရတဲ့လက်နက်တွေထဲမှာစံချိန်တင်လောက်အောင်ကိုအများအပြားရရှိထားတယ်လို့ကျွန်တော်တို့တွေ့ရပါတယ်။လက်နက်တွေတပုံပင်ကြီးရရှိထားတဲ့အကြောင်းအရာတွေပါသလိုအရာဖက်စစ်ခွင်တက်ကကောင်းပြီးအရှင်ဖမ်းမိထားတဲ့စစ်တုံမန်းတွေလည်းအများအပြားရရှိထားပါတယ်။ဒီနေ့ဟာ Super Sunday Holiday ကျွန်တော်ကျွန်တော်မိသားစုတွေအများအတန်းဒါအေးစစ်စစ်တွင်ပြဆွေးနွေးနေကြပါဒီလိုနေ့ရမျိုး မှာကျွန်တော်မိသားစုဝင်တွေအားရဖို့တရင်တွေခေါင်းတွေကိုဖော်ပြပေးရတဲ့အတွက်လည်းကျွန်တော်လည်းအရန်ကိုဝမ်းမြောက်မိပါတယ်။အရကတတော် AA နဲ့ထိစပ်နေမြေတွေကျွန်တော်တက်ခိုက်သိမ့်ပိုက်ထားတဲ့နေရာတွေမှာတည်တဲ့အတိုင်းပဲကျွန်တော်မိသားစုဝင်ခက်ခဲတယ်၊ကြမ်းတမ်းတယ်။ကျွန်တော်ပြည်သူတွေတောင်မှကျွန်တော်စပေးဆောင်တွေတောင်မှဒါစားတောက်တွေခက်ခဲနေတဲ့အချိန်မှာအရှင်ဖမ်းမိထားတဲ့ကောင်တွေကိုကြည့်ရအောင်ပါ။ကျွန်တော်မိသားစုဝင်နေဟုတ်ပြီ။ဒါဆိုရင်တော့ ကျွန်တော်မလာရဲ့အလူပွဲကြီးအထူးသဖြင့်အလူရှင်ပင်တိုင်တောက်လျှောက်လှူနေတာကျွန်တော်မြဝိုင်းဖွဲ့တွေကိုလည်းသူလှူခဲ့တယ်ကျွန်တော်မန်လေး PDF ကိုလည်းသူပဲလှူခဲ့တာကျွန်တော် KBN ရဲ့ရှမာရှိနေတဲ့ကျွန်တော်တပ်ဖွဲ့ဝင်တွေကိုလည်းသူလှူခဲ့တာမစ်ဆိုင်းတောင်ပါတင်တဲ့ကျွန်တော်မိသားစုဝင်တွေတန်ကြက်ကကားလေးလည်းပါတယ်ဟုတ်တယ်နော်လက်ရှိကျွန်တော်တို့ဒါရခိုင်ဆင်မနာပြင်မှာလည်းသူ့ရဲ့အလူပွဲပါပဲပြီးတော့ ကျွန်တော်ရဲ့မြေပြအညာမှာလည်းပဲအလှပွဲမြောက်များစွာကိုတရဇက်ပြီးလှခဲ့တဲ့အလှပွဲတွေထဲမှာအခုထပ်မံပြီးတော့ကြီးမားတဲ့အလှပွဲကြီးတစ်ခုမင်းအောင်လှိုင်ကလွတ်လိုက်ပါတယ်ဒါကြောင့်နိုင်ငံကပင်မဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းထဲမှာကျွန်တော်ရရှိထားတဲ့လက်နက်ခဲယံအမြောက်အများပါဒီတော့ဘာနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေမှာအကြံဖက်စခွေးတဲ့လေကြောင်းမနဲ့ဘုံချင်းမှုတွေ ပြီးအပြင်းထန်ခုခံဖပြေးနေရတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့သိရှိထားရတယ်ဒီအချိန်တွေမှာလည်းပဲကျွန်တော်အရကတက်တော့အေးနဲ့ဘူကွန်တက်ဖွဲ့ဝင်တွေအပြင်းထန်တဲ့ထိုးစစ်တွေဒီရကြမ်းလှုပ်ဆောင်နေတဲ့အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ထိကျောင်းမီလာဇိုနဲ့မကွေးတိုင်းငပယ်အမ်ဘရန်လမ်းပေါ်မှာရှိတဲ့အချမ်းဖက်စစ်ခွတ်တဲ့အကြီးဆုံးသောထိုင်စခန်းအခုအဲ့ဒီအထိုင်စခန်းတွေကပြီးခဲ့တဲ့ ကျွန်တော်သိရတော့ဗောနော်ပြီးကြတဲ့2ရက်3ရက်ဝင်းကျင်တဲကသူတို့ရေးကြီးတဲ့စစ်လက်နက်ပစ္စည်းတွေကိုတင်ရွှေ့ပြောင်းနေတာကျွန်တော်တို့ကသိရှိထားတယ်ဆိုတော့ပြီးကြတဲ့2ရက်3ရက်အတွင်းထဲမှာပဲဒီစကန်ကိုသူတို့လက်လွတ်ရတော့မယ်ဆိုတာသူတို့လည်းဒါတိတ်ခိုးဝင်ခံနေကြရတဲ့သဘောပါ ဆိုတော့အဲ့လိုမျိုးအရေးကြီးတဲ့စလက်နဲ့ပစ္စည်းတွေနဲ့အရေးကြီးတဲ့အချက်လက်တွေအရေးကြီးတဲ့စာစာတမ်းတွေကိုတည်ထောက်နေတဲ့အဲ့ဒီလမ်းပိုင်းကိုလည်းပဲကျွန်တော်တို့ဥပမာတပ်ဖွဲ့ဝင်တွေကဂျာပြတ်တက်ခိုက်မှုအတွင်းထဲမှာတုံယုံအတူပါအစတဲကဒီနေ့ကန်စကန်ကိုကာပီးထားတဲ့စကန်ငယ်တွေဖြစ်တဲ့ဂေါကြီးရွာကာကင်စကန်စွန်တက်ရွာကာကင်စကန်ဗဇီလာကာကင်စကန်ဦးထုဆောင်ကာကင်စကန်လေကင်းကာကင်စကန်ရဲ့ စွန်တကာကကင်စကန်တွေကိုအရကတက်တော့အင်းအင်းနဲ့ပူပေါင်းတက်ဖွဲ့ဦးနေတာတခိုက်သိမ့်ပိုက်ခဲ့တာဖြစ်တယ်။အဲ့ဒီအခြေတွေကပွဲကြီးပွဲကောင်းတော့ကျွန်တော်တို့မြင်တွေ့ရမယ်လို့ကျွန်တော်မျှော်လင့်နေခဲ့တာ။အဲတခုကျွန်တော်ရဲ့မိသားစုနေသတိချက်ဖို့ကလက်ရှိချိန်မှာအချမ်းဖက်စစ်ကွတ်တက်ကခန်းစစ်တက်တက်ဖြစ်ပါတယ်။ခန်းစစ်နဲ့ထိုးစစ်မှာကျွန်တော်တို့အများကြီးဒါအားဆိုင်ရပါတယ်။တို့ကဒါလက်ရှိပေါ့နော်တို့တွေအားတာတယ်တို့တွေတောက်ချောက်အသုံးပြုနေတယ်လေချောင်းကနေပြီးတော့ပြစ်ကူပေးနေတာလေ။ ပြီးတော့ရင်သူတို့ကခုခံစစ်ဖြစ်တဲ့ခါကျတော့သူတို့ရဲ့ area အတွင်းကိုကျွန်တော်ပူအောင်တပ်ဖွဲ့ဝင်တွေရောက်လာနိုင်ဖို့အတွက်မိမျိုးမိုင်းတွေအမြောက်အများပြီးတော့ဒီမိုင်းမျိုးစုံပေါ့ဗျာပပတ်လည်းမှာမိုင်းမျိုးစုံကတစ်စင်ပြီးတစ်စင်ခုခံနေကြတာဖြစ်တယ်ဒါတွေကိုကျွန်တော်ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေတကယ့်ကိုသတ်စွန့်ဆံပြားထိုးစစ်ဆင်ရတာပါကျွန်တော်မိသားစုဝင်တွေကျွန်တော်ရေဖို့လူငယ်တွေ သူတို့ရဲ့အသက်သွေးချေးတွေပိတ်ဆက်ပြီးတော့ကျွန်တော်မိဘပြည်သူတွေအတွက်နေစင်နေမနာညမှာလွတ်လွတ်နေရဆိုတာကိုလည်းပဲသိစီလို့တာပါအဲ့ဒီကကင်းစကန်တွေအကုန်လုံးကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့စတိုက်ဒါတွေကိုလက်လွတ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီနေကန်ဗျူအာစကန်ကိုမကြဖို့အတွက်လက်နက်ကြီးပြစ်ခုပေးတာတွေလက်နက်ကြီးတွေနေစင်အဲ့ဒီစကန်ပပတ်လေရဲ့သူတို့ခမန်းဧရိယာတွေကိုပြစ်ချပြီးတော့ဗျံပရာဘုံကျဲနေတာ အခုကျွန်တော်သတင်းပြောနေတယ်အော်တိုဗာလာတလလုံးမှာနေကန်လက်ရှိအချိန်မှာ US ကန်ကိုကျသွားပြီဆိုတော့သတင်းတွေလည်းထွက်ပေါ်နေပါတယ်ဆိုတော့ကျွန်တော်တင်ပြလာတဲ့တက်ဖို့မှတ်တမ်းဗီဒီယိုဒီကိုကျွန်တော်မိသားစုကနေအရင်ဆုံးကြည့်ပါအကြောင်းလေဆိုတော့ကျွန်တော်အာကတ်တော့ AA ရဲ့တိကျတဲ့ရင်းထုတ်ပြန်ချက်တွေနဲ့ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ် ဲ့တိုင်းပဲခုပြေဝပြေးနေသူတို့ရေကစောက်ခွာထပြေးရင်းနေစစ်ကူပစ်ကူတွေနဲ့ခုခံနေတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့ကျွန်တော်နောက်ဆုံးသိရှိထားရတာဖြစ်တယ်အဲ့ဒီတိုက်ပွဲလေးအတွင်းမှာကျွန်တော်လက်ဝဲဖန်စီရမိထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကခွေးပေါက်တွေအကောင်50ဝင်းကျင်လောက်အရှင်ဖမ်းမိထားတယ်လို့လည်းကြားသိထားရပါတယ်ဆိုတော့အဲ့ဒီအချိန်မှာမှာ ်နှစ်ပုံအများဆုံးသောခွေးပေါက်လေးတွေကလက်ရှိစစ်သားတစ်စုဆောင်ခံထားရတဲ့ကောင်းနေဖြစ်ပါတယ်ကျွန်တော်စီရောက်လာရင်တော့ထုံးစံတိုင်းပါပဲသူတို့ဘာမှမသိပါဘူးကျွန်တော်တို့ကိုတင်းတန်းပေးပြီးတော့ကျွန်တော်တို့ကိုတက်ခိုင်းလို့ကျွန်တော်တို့ပြစ်ရတာပါဆိုတော့အဖြေတွေကိုပဲအလှည့်ကြဖြေဆိုနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကလက်ရှိကျွန်တော်တို့ကကျွန်တော်တို့မာဗျူဝါစကန်သိ လုတ်ပင်မစကန်ကြီးလို့ဖြစ်လို့ရတယ်လက်ရှိအဲ့ဒီ area အတွင်းထဲမှာအကြီးမားဆုံးတော့ time scan လဲဖြစ်နေတယ်ဆိုတော့နေရီကန် view har scan ကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ထားနိုင်နေတဲ့အခြေအနေရရကိုကျွန်တော်မိသားစုတွေကိုကျွန်တော်တီးပီးခဲ့ခြင်းဖြစ်တယ်နောက်ထပ်ဒင်းတစ်ခုက ARE time မြို့နယ်၅ခုမှာကျွန်တော်စစ်မျက်နှာပြင်ဖွင့်ထားတယ်အဲ့ဒီ deployment မှာကျွန်တော်ပါစီခွေးတက်ကကောင်းနေရာနဲ့ချီပြီးတော့တုံယုံတိတ်ဆုံးနေကြတယ်ဘလောက်ထိအောင်တိတ်ဆုံးနေလဲဆိုရင် သူတို့ရဲ့အာကုတရေးအခြေအနေတွေစေဝါတွေတော့မှမလောင်ငှဘူးဆိုတဲ့တဲ့င်းတွေကျွန်တော်တို့ကြားသိထားရတာဖြစ်တယ်။အရာဝတ္တမျိုးနဲ့ငါးမျိုးနေဘက်တက်တော့ A နဲ့ဘူပေါင်းတစ်ဖွဲ့ A ဆိုတာနဲ့ဘဘကလည်းဖင်တုံးအောင်ကြောက်နေတာ A တိုက်ပြီဆိုတာနဲ့အကုန်လုံးကအသေးအပြတ်ဖွာလန်ကျဲဒါပဲတွေ့ရမှာဖြစ်ပါတယ် လက်ရှိချိန်မှာဂျောင်းဖက်စစ်ခွတ်တက်နဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။ဖက်စစ်တက်ကနေပြီးတော့အသေးပြောက်အလုံးများပြပြီးတော့စေယုံကဒင်းမလောက်ငှတာတွေနဲ့ပြီးတော့စေဝါပြက်လက်တဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့ကျွန်တော်တတိယရင်းမြစ်တွေကပြန်လည်သိရှိထားရတာဖြစ်တဲ့ ARV တိုင်းမြို့နယ်၅မြို့နယ်မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတာဒံရရဂျမ်ဖက်စစ်ခွေးတက်အလုံးကိုအမှတ်၄တက်မော်စေးတက်ရင်မဆောက် ရလေးစေယုံတွေနဲ့ကုသနေရာတွေမှာဂရင်မလုံလောက်ချင်းတွေနဲ့စေဝါမလုံလောက်တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နေပြီလို့ကျွန်တော်တို့သိရှိထားရတာဖြစ်ပါတယ်။ရှည်တန်းမှာခနာကိုယ်တွေလမောင်းပြတ်တဲ့ကောင်တွေခြေထောက်ပြတ်တဲ့ကောင်တွေအတူအပြတ်တွေအလွန်များပြားနေပြီးတော့အခြားသောထိခိုက်ဒဏ်ရာအများအပြားနဲ့အဆုလိုက်အပြုံလိုက်တည်နေကြသလိုအဆုလိုက်အပြုံလိုက်ရောက်ရှိလာတဲ့အခါမိမှာစေတက်ရင်းမှာစေကုသဖို့အခက်ခဲတွေနဲ့ ဆေးမလွန်လောက်တဲ့တပ်မနာတွေမှာရင်ဆိုင်နေရတဲ့အာနာယူအကျမ်းဖက်ဖတ်စစ်ခွေးအောက်ကလက်ရှိစီလန်ဆမီနာပင်ကိုအပေါခံရတဲ့တရင်တပ်ဖွဲ့တွေရဲ့အခြေအနေပါသူ့လက်ရှိရယ်ကိုယ်လက်ရှိပါတယ်သူတို့လော်ဘီတွေကဒီလပိုင်းတွေပေါ့ဗျာဒီလပိုင်းတွေမှာ တော်တော်ကင်းစင်းရေးအခြေအနေတော့လကောပြီးတော့အခြားသောစစ်မျက်နှာပြအခြေအနေမှာတော့လကောသူတို့ဇက်တိုက်ဖော်လာခဲ့တာဟောရေကောက်ပွဲရလဲလုတ်ချင်တာကိုဗျာဆိုတော့ရေကောက်ပွဲမတိုက်ခင်မှာသူတို့နေမြေတွေကိုပြန်လဲပြီးတော့ရရှိခြင်းနေတယ်ရမယ်လို့လဲသူတို့ညှော်နှမ်းပြီးတော့နောက်ဆုံးတော့စစ်စင်ရေးလို့တော့ပြောလို့ရတဲ့အခြေအနေမျိုးသူတို့ပုံဖော်နေကြတာဖြစ်ပါတယ်မိကုန်ရန်ကုန်ပေါ့ဗျာဒါကလည်းကျွန်တော်တို့တော့အခွင့်အရေးတစ်ခုလိုပဲပြောလို့ရပါမယ်ဟုတ်ပြီ အော်ဒီတော့ကိုရဲ့နေဆယ်ရဲ့နေအဲ့ဒီမှာလဲကတဲ့မဆာရလေးစစ်စေးယုံရင်ခွဲယုံမှာရှည်တန်းပြန်စသားလောင်းတွေအစုလိုက်အပြုံလိုက်မိစာပြန်နေရတယ်တဲ့ရွှေမြင်းတင်တင်းယုံဆက်မှာလဲပဲမိတင်းကြိုနေတာတရက်ဆက်ပြောချင်တာကတော့မျိုးကိုခေါင်းတိုင်ကလုံးဝကိုမပြတ်သွားဘူးလို့ဒေသခံပြည်သူကသတင်းပေးဖို့ထားပြီးတော့အဲ့ဒီပတ်ဝန်းကျင်မှာလဲစစ်သုံးဆောင်ပစ္စည်းတွေကိုဗျံပတာစွန့်ပစ်ထားတာတွေကိုလဲတွေ့ရတယ်လို့ ်ဆိုပါတယ်ဤအရင်တိုင်းထဲမှာအကျံဖက်စစ်ခွေးတက်စကြောင်းထုံးရင်လက်ရှိအချိန်ဒီမှာအာကတက်တော့အင်အင်နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေအေအရီသားတွေရဲ့ဒါထိတိုက်တွေ့နေတဲ့အခြေအနေမှာတို့စကြောင်းထိုးတိုင်းအကုန်လုံးပြန်လည်ကြပြီးတော့အကြဆုံးများပြားနေတယ်လို့ကျွန်တော်တို့သိရှိထားရတာဖြစ်တယ်အခုထူးကြတာက ဘလောက်ထိပဲသူတို့တွေနေပါသေးဘလောက်ထိပဲဖန်ရပါသေးအခုလိုမျိုးစေဝါကုသဖို့တော့မှခက်ခဲနေတဲ့အချိန်တွေပြီးတော့စေဝါတော့မှမလုံလောက်ဘူးဆိုတဲ့အချိန်နေဇိုးတွေကိုကြုံတွေ့နေတဲ့တိုင်ရောအဲ့ဒီကောင်တွေဟာစစ်မှုတန်းအတ္တတူနဲ့ဇက်တိုက်ဇက်တိုက်ထိုးကျွေးနေစေဖြစ်တယ်လို့ဒီလောက်ကံပြည်သူတွေကလည်းလင်းပစ်ဖို့ထားတာဖြစ်ပါတယ်ဒါကတော့လက်ရှိချိန်မှာအရကတတ်တော်အေအေနဲ့ဘဝတစ်ဖက်ဝင်တွေရဲ့ဆွမ်းပကောက်ကိုကျွန်မိသားစုဝင်တွေတစ်ခေတ်ကိုဂုံယူဝမ်းမြောက်ဖွယ်မြင်တွေ့ရမှာဖြစ်တယ်ဒီကနေ့မှာဆိုရင်ကျွန်တော်တို့ဒါ စင်ကူးနဲ့ပတ်သက်တယ်ဗောနော်။ဒါဖြစ်စဉ်လေးရုပ်တံဗီဒီယိုမှတ်တမ်းကလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာအလွန်ကိုအဲကြည့်ရှုသူများပြနေတယ်ဝေဖန်သုံးသပ်သူတွေလည်းအများကြီးဖြစ်နေပါတယ်။ကျွန်တော်ရဲ့ရေပေါ်ရှန်လေး Telegram မှာလည်းကျွန်တော်တင်ပေးထားပါတယ်။ပြီးတော့ဒါနဲ့ပတ်သက်တဲ့အရေးပေါ်ထုတ်ပြန်ကြီးညာချက်ကိုလည်းကျွန်တော်တင်ပြပေးထားပါတယ်။အဲဒီဗီဒီယိုဖိုင်နဲ့ရေပေါ်ထုတ်ပြန်ချက်ကိုရှင်တွဲပြီးတော့သုံးသပ်မယ်ဆိုရင်ကျွန်တော်ရဲ့မိဘပြည်သူတွေစီမှာဖြည့်ရှိသွားမှာပါ။ဆိုတော့လက်ရှိအချိန်ကကျွန်တော်တို့အခက်ကိုဟိုပြင်းထန်တဲ့တိုက်ပွဲတွေကြားထဲမှာ ကျွန်တော်ရင်ဆိုင်နေရတဲ့အရေးကြီးတဲ့စည်အခြေအနေကြားထဲမှာကျွန်တော်ရှိနေတာပါကျွန်တော်ရဲ့ဂျန်သူဟာရတပြည်သူတွေရှိတဲ့နေရာပါမှချန်ရဲစက်ဒီကြောင့်မနေဘုံကျက်တက်ဖြတ်တာတွေပြီးတော့လက်လက်ကြီးနေတဲ့ပြက်ခတ်ခဲ့တာတွေဆိုတာလဲကျွန်တော်မြို့ပြအောင်သိရှိပြီးသားဖြစ်ပါတယ်အဲ့ဒီအခြေအနေမှာကျွန်တော်စတားလင်းနဲ့ပတ်သက်တဲ့တုံးဆွဲနေတဲ့သူတွေကိုကျွန်တော်တို့ဒါစေပြင်းထန်နေတဲ့ကျွန်တော်တို့ထိကျုပ်ထားတဲ့ဧရိယာတွေမှာကျွန်တော်တို့ ဒါလည်းမပတ်သက်တဲ့စီမင်းစည်းကမ်းတွေကိုထုတ်ပြန်ကြီးညာပြီးဖြစ်တယ်။ပြည်သူလူထုအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့ကျွန်တော်မျှော်လင့်တယ်။ဆိုတော့ရဲဘော်လူငယ်တွေအနေနဲ့ကျွန်တော်တို့ကာကွယ်ရေးတိုက်ခိုက်ရေးအာကျွန်တော်တို့ပြည်သူရဲ့ဒါဘွားရဲ့လုံခြုံမှုတွေကိုလည်းပူပယ်ပြီးတော့လှုပ်ဆောင်ရတာမလွယ်ပါဘူးကျွန်တော်ရဲ့မိသားစုမလွယ်ပါတကယ်ပါတာကျွန်တော်ကိုယ်နဲ့လည်းကျွန်တော်ပြည်သူအများကြီးနဲ့ထိထိဆက်ဆက်နေခဲ့တဲ့ရဲဘော်တယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေမှာအာ ပုံစံအမျိုးမျိုးပဲဗျာဇက်မျိုးမျိုးတွေတော့ရှိတယ်အခုလိုမျိုးပြဿနာတွေဒါဖြစ်တဲ့အခါမဲ့တစ်ဖက်ကျွန်တော်ရင်သူကဒါကိုအခွင့်အရေးရှိပြီးတော့ကျွန်တော်ပြည်သူနဲ့ကျွန်တော်ပြည်သူကော်မတီတပ်ဖွဲ့ဝင်တွေဂျားဖို့ကျွန်တော်အားလုံးထင်တဲ့အတိုင်းဝင်လာပြီးတွေ့ခွဲ့ပြီးဆိုတော့ကျွန်တော်အချိန်ဒေတာနဲ့အလျောက် ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအဲ့ဒါအရေးပေါ်အခြေအနေတွေဒီမှာကျွန်တော်ထုတ်ပြန်ကြေညာချက်ကိုလည်းကျွန်တော်ရဲ့မိဘပြည်သူတစ်ချက်လုံးဒါတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ဖို့လိုတယ်ကျွန်တော်ရဲဘော်လူငယ်တွေအနေနဲ့လည်းမိဘပြည်သူတွေနဲ့အခုလိုမျိုးဒါထိတ်တိုက်ဖြည့်ရှင်းတဲ့ပြဿနာမျိုးတွေတက်နိုင်ဆုံးရှောင်ကျဉ်ရမှာဖြစ်တယ်ဒါပေမဲ့အချုပ် case တွေမှာကျွန်တော်ပြည်သူတွေရဲ့ပေါ့နော်ဒါသူရဲ့ဆန္ဒတွေလုံကင်းမှုတွေသူရဲ့တုံ့ပြန်ချက်တွေဟာပုံမှန်ထက် ဒီမြင့်ထန်တဲ့တုံ့ပြန်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒီတွက်လဲကျွန်တော်တို့စင်ကောင်းဖြစ်မိပါတယ်ကျွန်တော်တို့ဟာတိုင်းနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူအားလုံးအတွက်ကျွန်တော်တိုက်ပွဲဝင်နေကြတယ်ကျွန်တော်တို့အသက်တွေခန္ဓာတွေကိုကျွန်တော်တို့စွန့်လွတ်နေတယ်ဆိုတာကျွန်တော်တို့တိုင်းပြည်အတွက်အမှန်တကယ်ကောင်းစေခြင်းနဲ့ဆန္ဒလူနေပါအခုချိန်ကတိုက်ပွဲကာလပါအခုချိန်ကတော်လှန်ရေးကာလပါအခုချိန်ကစစ်မှတ်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်အရာရာကျွန်တော်တို့အထူး ဒီပြုစင်ကြရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုတွေအားရနှစ်သက်မယ်လို့ညွှန်လိုက်ပါတယ်ပုံစံတိုင်းပဲအရကတော့အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့မစွန့်မနစ်စ조사နေတဲ့ဒါစစ်စင်ရေးတွေအတွင်းမှာဒါအရကတော့အေးနေလဲစေးသတိအထူးသတိပြုစင်ကြင်ဖို့ကိုလည်းပဲသူတို့ရေထုတ်ပြန်ညညာချက်တွေထုတ်ပြန်ခဲ့ပြီးဖြစ်တယ်အဲ့ဒီထုတ်ပြန်ညညာချက်တွေကိုလည်းကျွန်တော်မိသားစုဝင်တွေ ဒါလိလာပါဖတ်ရှုပါပြီးတော့ lesson ကမ်းပေးပါလက်ရှိအချိန်မှာဒါဘကူ AR ပြီးတော့အဲ့ဒီအဆက်တွေအထိပါကျွန်တော်စစ်မျက်နှာပြင်ဖွင့်ထားတာဖြစ်တယ်ဆိုတော့ဒီလက်ရှိပေါ့နော်တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေတွေမှာလည်းပဲကျွန်တော်မိဘပြည်သူတွေအနေနဲ့ကျွန်တော်တို့နဲ့အတူပူပေါင်းပြီးတော့ဒါအကြံဖတ်စစ်ခွစ်တက်ကိုအမြင့်ပြချိန်မုံတဲ့နေရာမှာအတက်နိုင်ဆုံးဝင်းရင်ကုညီပြပါလို့ ောချရင်လည်းဒီနေ့ဗီဒီယိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လနဲ့ပေးစေပေးကပ်ပေးကြောင်းနေတဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းလန်ဘီရင်နဲ့ကင်းရှင်းပါသည်ကျောင်းလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ